ိုကိုရတော့အချစ်စစ်တော့ရခဲ့ဘူးပါတယ်ရခဲ့ဘူးပဲဒါတွေကဟိုပြောပြစာလည်းမလို့ဘူးဟိုချပြစာလည်းမလို့ဘူးပေါ့နော်ဒါပေမဲ့ကိုတွေဟိုမဂဇင်းခက်အဲဒီဘက်ဒီမီဒီယာတွေဒီအင်တာဗျူးတွေမပေါ်ခင်နဲ့ကကိုတွေကအချစ်စစ်ကရခဲ့တယ်ကိုဘက်ခက်ကကြတော့အတိကျမဲ့လူတကယ်ပေါ်တယ် အဲကောင်လေးဆိုလဲကိုဂုံလဲမကြည့်ဘူးရုပ်လဲမကြည့်ဘူးသူတို့ကြိုက်ရင်ကြိုက်ကြတယ်လေဒါပေဒီဘက်ခစ်ကြတော့ဘာဖြစ်သွားလဲဆိုတော့အရန်လဲသွားပြီလေအရန်လဲတော့အသူငွေဘယ်လောက်ရှာနိုင်လဲသူ့ရဲ့နာမည်ကြော်ကြားမှုကဘယ်လောက်ရှိလဲဆိုပြီးတော့အဲအရန်ပြောင်းလဲလာပေါ့ဒီဘက်ခစ် LGBT လေးတွေအရန်ကန်ကောင်းတယ်အမိဘအတိုင်းဝိုင်းမှာလဲကန်ကောင်းကြတယ်ပတ်ဝန်းကျင်ပေါ်မှာလဲကန်ကောင်းတယ်အလုပ်ပေါ်မှာလဲသူတို့ကန်ကောင်းကြကိုယ်တွေကြတော့ဟိုနေရတက်လာတဲ့လူဟိုကိုမိဘဆွေမျိုးအတိုင်းဝိုင်းကိုလဲ တိုက်ခိုက်ပြီးမှဒီလောကတွေကိုရအောင်ဝင်ခဲ့ရတယ် background ဆိုတာမရှိဘူးအခုခေတ်ကကြတော့ဘလို့လဲဆိုတော့ဟိုတွေ့ရတယ်ဘလို့ပြောမှာသူတို့ကတော့ဘလို့ဘာတွေလှုပ်ပြီးဘလို့တွေအဝင်းကျင်မှာကျင်လဲပြီးတော့ပေါ့နော်ဘယ်အတိုင်းဝိုင်းမှာသူတို့ပောက်ပွားပြီးတော့အောင်မြင်နေကြတယ်ကိုမသိဘူးပေါ့နော်တချို့ကြတာလဲဝင်တိုက်တော့မဲ့အတိုင်းပေါ့နော်အဲ့လိုမျိုးလေးတွေတော့ရှိရဲပေါ့နော်ဟိုပြောချင်တာ LGBT တိုင်းကိုတော့ မပြောဘူးတချို့ LGBT တွေရှိတယ် LGBT တိုင်းလဲတနာတင်တာဆိုတော့လေဟိုတနာတင်တဲ့လူတော့တနာတင်လို့ရတယ်ပေါ့နော်တချို့ကြလဲနည်းနည်းလေးဟိုဂုံမောက်တဲ့လူရှိရယ်နည်းနည်းမိုက်ရိုင်းတဲ့လူလဲလူအမျိုးမျိုးပေါ့အရန်ပြောင်းလဲလာပေါ့ဒီဘက်ခေတ် LGBT လေးတွေအရန်ကန်ကောင်းတယ်အမိဘအတိုင်းဝိုင်းမှာလည်းကန်ကောင်းကြတယ်ပတ်ဝန်းကျင်ပေါ်မှာလည်းကန်ကောင်းတယ်အလုပ်ပေါ်မှာလည်းသူတို့ကန်ကောင်းကြကိုယ်တွေကျတော့ ဟိုနေရတက်လာတဲ့လူဟိုကိုမိဘဆွေမျိုးအတိုင်းဝိုင်းကိုလည်းတိုက်ခိုက်ပြီးမှဒီလောကတွေကိုရအောင်ဝင်ခဲ့ရတယ် background ဆိုတာမရှိဘူးမရှိအဲ့အတွက်လည်းဟိုဘယ်လိုပြောရမလဲဟိုအောင်မြင်မှုလည်းနှင်းရင်လည်းနှင်းသွားလိမ့်မယ်ဟိုပြေဆုံးကြွယ်ဝမှုဆိုလည်းနှင်းရင်နှင်းသွားလိမ့်မယ်ဒါပေမဲ့နာမည်တစ်ခုလေးတော့ဟိုမကြမ်းကြမ်းအောင်တော့ကိုယ့်ဘာကိုလောက်ရတာပေါ့နော်ဟောဒီဘက်ကမှအရန်ကန်ကောင်းတယ်သူတို့တွေပေါ်မှာအမြင်ကလည်း ကြည်သွားပြီလေဟိုတချို့လိုကဲ့ရဲ့ရှုပ်ချခြင်းလည်းမရှိတော့ဟိုဘက်ကဆိုရင် LGBT တို့ရာနဲ့မာမီမာမီပဲခေါ်တာဒါမဲ့ဒါမဲ့ဒီဘက်ကလည်းခေါ်တော့တချို့ခေါ်တော့လည်းရှိသေးတယ်မာမီဆိုကိုလည်းမကြားချင်အောင်ဆောင်လိုက်တော့တယ်လေဟိုရွက်ပြီးတော့လည်းမပြောချင်တော့ဘာလို့ဆိုသူ့အဆိုးကကိုအဆိုးဖြစ်သွားမှလည်းကြောက်တယ်အဲကန်ကောင်းကြတဲ့ဒီဘက်ကလေးတခုတော့ရှိတာပေါ့နော်ဟိုဘက်ကကကြတော့ respect ရှိကြတယ်အော်ဒါဆရာဆရာရဲ့ဟိုဟိုမိတ်ကဆရာ သူကတော့ဗာပညာရှင်ဆိုအကူရီသူကတော့ပြုံးပြဖို့လဲဝင်မလဲဘူးရေးပြဖို့လဲဝင်မလဲဘူးပါအခုခေတ်ကကြတော့ဘလို့လဲဆိုတော့ဟိုတွေ့ရတယ်ဘလို့ပြောမလဲသူတို့ကတော့ဘလို့ဘာတွေလုပ်ပြီးဘလို့တွေပတ်ဝန်းကျင်မှာကျင်လည်ပြီးတော့ပေါ့နော်ဘယ်အတိုင်းဝိုင်းမှာသူတို့ပောက်ပွားပြီးတော့အောင်မြင်နေကြလဲကိုမသိဘူးပေါ့နော်တချို့ကြတာလဲဝင်တိုက်တော့မဲ့အတိုင်းပေါ့နော်အဲ့လိုမျိုးလေးတွေတော့ရှိရဲပေါ့နော်ဟိုပြောချင်တာ LGBT တိုင်းကိုတော့ မပြောဘူးတချို့ LGBT တွေရှိတယ် LGBT တိုင်းလဲတနာတင်တာဆိုတော့လေဟိုတနာတင်တဲ့လူတော့တနာတင်လို့ရတယ်ပေါ့နော်တချို့ကြလဲနည်းနည်းလေးဟိုဂုံမောက်တဲ့လူရှိရယ်နည်းနည်းမိုက်ရိုင်းတဲ့လူလဲအဲလူအမျိုးမျိုးပေါ့ဟိုယောက်ျားမှာတောင်ယောက်ျားမှာနားရှိမယ်မိန်းမဆိုမိန်းမမှာနားရှိမယ်ညီမရယ်အဲ့တော့ဒီယောက်ျားမိန်းမနှစ်ခုကိုပေါင်းဆက်ထားတဲ့လူတစ်ယောက်က မျိုးမျိုးစုံရှိနိုင်တယ်လေအဲ့တော့တချို့ကြတော့ကြီးသေးမှာအကြီးအာမယ်လို့ပြောရလေအခုဖြစ်ကြတော့ဆရာအဲ့ဒါတော့မခံယူထားဘူးမကိုကကိုတော့ကောင်းအောင်နေတယ်ဘယ်သူပါပြောပြောပေါ့နော်ကောင်းအောင်တော့နေတယ်ဒါမဲ့လည်းတိုက်ခိုက်တာဝေဖန်တာကတော့ဟိုရှိကြတာပေါ့အဲရှိတာပေါ့ရှိတာပေါ့ဆိုတော့ဒါမဲ့အဲကိုရီးယားလဲတယ်အဲဒီအချက်ကြီးကဟိုငါတို့လှည့်လှည့်တယ်လို့လှည့်လို့မရလာဘူးဆိုရဲဟာမျိုးတွေရှိရဆိုတော့တိတ်တော့မကတ်ကြပါဘူးဒါမဲ့ ဟိုကတ်ခဲ့တဲ့ဟာလဲနဲပါတယ်ဒါပေမဲ့ဟိုကိုရတော့အချစ်စစ်တော့ရခဲ့ဘူးပါတယ်ရခဲ့ဘူးပဲဒါတွေကဟိုပြောပြစာလဲမလို့ဘူးဟိုချပြစာလဲမလို့ဘူးပေါ့နော်ဒါပေမဲ့ကိုတွေဟိုမဂဇင်းခက်အဲဒီဘက်ဒီမီဒီယာတွေဒီအင်တာဗျူးတွေမပေါ်ခင်နဲ့ကိုတွေက ချစ်စစ်ကရခဲ့တယ်ဟုတ်ဒီဘက်ခင်မှာအချစ်စစ်တွေးဖို့ဒီဘက်ခင်နောက်လူငယ်လေးနောက် LGBT လေးပြောချင်တာအဲ့ဒါဆရာကိုကသွားပြောပြန်လို့ရှိရင်လေကိုရအသက်ကြီးပြီပေါ့ဒီက40လဲဝင်နေပြီလေမနာလိုတယ်ဖြစ်နေအောင်မယ်ပေါ့ကိုရရွယ်ဆိုအွားကြီးပြောခံနေရပြီလေမနာလိုတယ်သူတို့မရဘူးဆိုဟဲ့နင်တို့နန်းနာလောက်ကတော့ငါတို့အိတ်နေသလောက်ပဲလို့ကိုကအဲ့လောက်ပဲပြောချင်တာပါဘာမှတော့မဖြစ်ဘူးဒါပေမဲ့အချစ်စစ်ကတော့အချောက်တရောက်မှာဘဝမှာတစ်ချိန်တစ်ခါတော့လေဒီဟိုဘလို့ပြမထုတ်စည်းသူလို့တော့ကြုံတော့ကြုတ်ဘူးကြမှာပဲ ဒါပေမဲ့အရာကြီးကိုတော့ဘဝကြီးတော့မခံယူလိုက်နဲ့ပေါ့နော်။အဲဒါဆိုတော့ကိုယ့်ရဲ့တိုးတက်မှုတွေအောင်မြင်မှုတွေကနှောင့်နှေးသွားမယ်။အချစ်စစ်ကတော့နောက်ပိုင်းကတော့ဒူအရောက်တရာမှာဒီ LGB အရောက်တရာမှာတယောက်လောက်ကတော့မတွေ့ဘူး။ဒါပေမဲ့တွေ့တာခဏလောက်ပဲတွေ့မယ်။တဘဝတာတော့မတွေ့ဘူး။အဲဒါကြီးကိုတော့ဟိုဘယ်လိုပြောရမလဲဘဝကြီးတော့မယုံလိုက်နဲ့ပေါ့။ Full run ဆိုအဲ့လိုမျိုးဟိုကိုယ်တွေမှာဒီတငယ်ထားဖို့လို့နော်ရီးစားနဲ့တွေ့ရသွားဖို့ဆိုတာမဝင်ရဲဘူးပေါ့။နမဝင်ဒါပေမဲ့လည်း ကိုဘက်ခက်ခါကြတော့အတိကြိုက်မဲ့လူတကယ်ပေါ်တယ်။အဲကောင်လေးဆိုလဲကိုဂုံလဲမကြည့်ဘူးရုပ်လဲမကြည့်ဘူးသူတို့ကြိုက်ရင်ကြိုက်ကြတယ်လေ။ဒါပေမဲ့ဒီဘက်ခက်ကြတော့ဘာဖြစ်သွားလဲဆိုတော့အယမ်းလဲသွားပြီလေ။အယမ်းလဲတော့အာသူငွေဘယ်လောက်ရှာနိုင်လဲ။သူ့ရဲ့နာမည်ကြော်ကြားမှုကဘယ်လောက်ရှိလဲဆိုပြီးတော့အဲ့လိုမျိုးတွေသူလဲတွတ်တယ်။အဲ့လိုတွတ်တဲ့ဟာကြတော့ကိုကြီးကြတော့ဒီဘက်ခက်မှာကြတော့ဟိုချပြစရာတော့ဟိုရည်စားလဲမရှိတော့ဘူးနော်။အမေမရှိဘူးလားဆိုတော့လဲ အားငယ်လားဆိုတော့လေအားမငယ်ပါဘူးဒါပေမဲ့အခုရှာအခုရပါတယ်အဲဒါပေမဲ့အကိုကကိုကိုယူပြီးတော့ကြွားရလည်းမဟုတ်ပါဘူးဒါပေမဲ့ရှေ့နောက်ထပ်ထပ်ဖြစ်လာမယ်နောက်ဆက်တွဲတွေကြတော့ကိုရီးယားဓာတ်မခံနိုင်တော့ဘူးလေအဲဒါကြောင့်တချို့ကြလည်းဒီ LGBT ရယောက်ျားတယောက်နဲ့တွဲနေပြီဆိုတာ ਨੇ ဒီကိစ္စကဆိုပြီးတော့လေထင်ကြလေအဲ့တော့ဒါကမထူးဆန်းပါဘူးမထူးဆန်းပါယောက်ျားမိန်းမတော့မထူးဆန်းနေရကွဒီ LGBT တွေဘဝကဘာမှပြောပြစရာတော့မလိုဒါပေမဲ့ ဒီဘက်ခက်ကလေးတွေကိုအရန်ကန်ကန်နေဟိုပညာရေးကတော့မိုးပြန်နေအောင်တော်ကြတယ်ကျိုးလဲကျိုးစားကြတယ်အဲ့မဲ့တခါလေသူတို့ဟိုကပြန်ပြီးတောင်ကိုရအားကြရတဲ့ခက်ရောက်နေပါတော့နော်